တိုင်းကစ조사မှအောင်မြင်တယ်ဆိုတာဖြစ်တယ်။ဘယ်ကိစ္စမှာပဲဖြစ်ကိုကမလုပ်ရင်မရ။အဲ့ဒါကိုကိုတိုင်းလှုပ်ချင်းသည် internal condition လို့ခေါ်တယ်။အောင်မြင်မှုအတွက်အတွင်အကြောင်းတစ်ခုပဲ။အဲ့ဒါလို့မလုပ်ရင်မရ။နောက်တစ်ခါအားကြီးတဲ့အကြောင်းတစ်ခုကဘာလို့ဆိုရင်ပုပ္ပိသကတ္တပုညတာလူတယောက်အချိန်နေကောင်းဖို့ဆိုတာဟုတ်လား။ ခုခေတ်စကားနဲ့ပြောအိုင်ကျူတို့အီးကျူတို့မြင်းမို့လို့တာပေါ့မွေးတဲ့ကအေးဆွမ်းအားနာမကြမွေးလိုက်ဘယ်လိုလုပ်ပြင်ရသည်မွေးကြတဲ့ကနော်အုံနောက်ကြက်မပြေခဲ့ဘူးဆိုရင်ဘယ်လိုလုပ်စီကာဗိုင်းရပ်စ်နဲ့တွေးလို့အုံနောက်ကြီးရမမှန်ဘူးဆိုရင်လည်းဘယ်လိုလုပ်အဲ့တော့အတွင်းအကြောင်းအရာတွေကအတ္တမအရေးကြီးတာပုဗ္ဗေစကတ္တပုညတ္တာဆို အတိတ်ဘဝတုန်းကလည်းကုသကောင်းမှုလွတ်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ရတယ်။ဒါဖြစ်ဖို့လည်းလိုသေးတယ်။အတွင်အကြောင်းဆိုလို့နော်။ကဲရှင်းရှင်းလေးစဉ်းစားကြည့်။လူတယောက် ကျမ်းမာဖို့ဆိုတဲ့နေရာမှာကြည့်။အစာအစာအာဟာရတွေကောင်းကောင်းစားလို့လူကျမ်းမာတယ်ဆိုတာလည်းရှိတယ်။ကဲအတွင်ကျမ်းမာရေးအာဟာရဓာတ်တွေချို့တဲ့တယ်ဆိုတာလည်းရှိတယ်။ဟုတ်ပြီ။လူတယောက်ဟာ ခန္ဓာကိုယ်ပုံမှန်ဘလောက်ပဲကျမ်းမှကျမ်းမှအာဟာရဓာတ်ကိုလုံလောက်အောင်မရဘူးဆိုလို့ရှိရင်ဒီလိုပိန်ချုံးလာကျမ်းမှရထိခိုက်လာမှာဘလောက်ပဲတန်ဆွမ်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အာဟာရဓာတ်ပြေဝအောင်မစားရဘူးဆိုလို့ရှိရင်သူကချို့တယ်ဒါကြောင့်မို့ဗီတာမင် ချို့တဲ့တယ်လို့ဘာလို့ပြောကြတာမို့လားဘာဓာတ်တွေချို့တဲ့နေတယ်နဲ့ဆိုအဲ့ဒါဘာလို့ပြင်မဲ့ကထောက်ခုတာလိုနေလို့ဟုတ်ပြီတချို့ကြတော့မကျမ်းမှမအောင် မကြမ်းမမာတော့အတွင်းကိုကလက်ခံနိုင်စွာမရှိဘူးအဲ့မှာအာရတ္တတွေဘလောက်ပြည့်အောင်ဈေးကောင်းဝါကောင်းတွေထည့်ပေးတော့လဲအတွင်းကအခြေအနေတွေမကောင်းတော့ဘူးဆိုရင်လည်းဘယ်လိုမှကြမ်းမလာမှာမဟုတ်တော့ဆိုလိုတာအတွင်းလည်းကောင်းရမယ်အပြင်လည်းကောင်းမှဒါမှကြမ်းမာတယ်ဆိုတာဖြစ်မှာဟုတ်နှစ်ခုပေါင်းရတယ်လို့ဆိုလိုတယ်အပြင်ဘက်ကအစာလည်းကောင်းရမယ်လူကိုယ်ခံကလည်းကောင်းနေရမယ် ဒီနှစ်ခုပေါင်းစပ်လိုက်မှကျမ်းမာတန်ဆွမ်းခြင်းဆိုတာဖြစ်ပေါ်တယ်။အခုလည်းပဲဒီတိုင်းပဲနော်ပြင်မဲ့ကအကြောင်းအရာတွေကပဋိရူပတေသဝါဒသင်္ထင်းတဲ့အရောက်မှနေတယ်။တပ်ပုရိသဝတ္တရာလူတော်လူကောင်းအမိရတယ်ဆိုတဲ့အပြင်အကြောင်းဘလောက်ဖယ်ကောင်းကောင်းအတ္တသမပဏိတိကိုယ့်ကိုယ်ပြင်ပြုပြင်မှုစ조사မှုလုံလထုံးမှုမရှိဘူးဆိုရင်မအောင်ဘူးဒီပုဂ္ဂိုလ်ကြီးပွားနိုင်မှု ပုပ္ပိသကတပုံညာတော့ကုသိုလ်ကောင်းမှုမလုပ်ခဲ့ဘူးဆိုလို့ဘဝမွေးလာကြတဲ့ကကြောင်တောင်တောင်မွေးလာလို့ရှိရင်ဘလို့မှလည်းထိတ်တန့်ရောက်မှာမဟုတ်ဘူး။ဟောဒီလိုဆိုလို့တယ်ပေါ့။အေးကို့အတွင်းပိုင်းကအတ္တသမပဏိတိကို့ကိုလည်းပြင်ဆင်မှုရှိတယ်ပုပ္ပိသကတပုံညာတာပင်ကိုအခြေနေရလည်းကောင်းတယ်။အပြင်ကလည်းပဲပတိရူပသင့်တော်တဲ့အရာမှနေတယ်။တပ္ပုရိတဝတ္တယလူတော်လူကောင်း အမိကောင်းလေးရလိုက်တယ်ဆိုရင်ဒီအကြောင်း၄ချက်နဲ့ပေါင်းစပ်မိသွားပြီဆိုရင်ဒီပုဂ္ဂိုလ်ဟာတုံလို့ကြီးပေါ်တုတ်တဲ့သွားမှာပဲတို့အဲ့ဒီထဲမှာအရေးကြီးဆုံးကဘာလို့ဆိုရင်အတ္တတမပဋိဌိတူပြောကိုယ်ကိုပြုပြင်နိုင်ရဒါကြောင့်မို့ဘယ်ရာပဲဖြစ်ဖြစ်ကိုယ့်ကိုယ်ကိုကိုယ့်ပေါ်မှာမူတည်တယ်လို့ဆိုတာလူတယောက်ဟာအဲ့လိုမြတ်စွာဘုရားကဟောတယ်ပတိရူပေဝတေထေတိ မင်းကြီးပွားတွတ်တဲ့ခြင်းလို့ရှိရင်ကိုနဲ့တင်းတော်တဲ့နေရာရွေးချယ်ပြီးနေထိုင်ပါတဲ့အရိယမိတ္တကရောတိယလူတော်လူကောင်းတွေကိုမိတ်ဆွေဖွဲ့ပါသူတို့စီကပညာတွေရဖို့အကြံဉာဏ်တွေရဖို့ဆုံးမတွေရဖို့သူတို့နဲ့ပေါင်းဆက်ပါတမ္မာပဏိဋိတမ္ပနောကိုယ့်ကိုယ်ပြင်ပါအကောင်းဆုံးဖြစ်အောင်ပြင်ပါလို့ဆို ုပ်ပိပုံညကတော်နရောအတိတ်ဘဝလည်းကုသကောင်းတွေလုပ်ခဲ့တယ်ဟောဒီ14ပါးလည်းပတ်သွားပြီဆိုလို့ရှိရင်တဏ္ဍဒိညာယတောဂိတိသူခင်စေတံဒေဝတတိအောင်မြင်ကြည့်ပွားမှုတွေအကုန်လုံးပစ္စည်းဥစ္စာတွေလည်းသူစီရောက်လာမှာပဲစားစရာတွေလည်းသူစီရောက်လာမှာပဲကြော်စောမှုတွေလည်းသူစီရောက်လာအောင်မြင်ကြည့်ပွားမှုချမ်းသာဒုက္ခတွေအလုံးသူစီကိုရောက်လာလိမ့်မယ်လို့ရသော်ဗျာဒီလိုဟောတာเนาะ အောင်မြင်ကြည်ပွား၁၄ပါးဆိုတာဒီလေးကိုဆုလို့တယ်ပေါ့အဲ့ဒါကိုယ်တဏ္ဍာမှာရှိအောင်မရှိသေးရင်ရှိအောင်ကြိုးစားဖြစ်အောင်ကြိုးစားအပြင်အကြောင်းကတော့ရှားရမယ်အတွင်းအကြောင်းကတော့ကိုယ်တိုင်ကြိုးစားဖြစ်တယ်ပေါ့အရေးကြီးဆုံးကတော့အတ္တသမပဋိဒိဟာအရေးကြီးဆုံးပဲကိုယ်ကိုမြင့်တင်ပေးဖို့လိုအပ်တယ် တတ္ထာတရားမရှိသေးဘူးဆိုရင်တရားတရားရှိလောင်းသီလမရှိသေးဘူးဆိုသီလရှိရမယ်။စာကတုတမရှိသေးဘူးဆိုရင်တုတရှိအောင်ကြိုးစား။စာက မရှိသေးဘူးဆိုရင်စာကရှိအောင်ကြိုးစား။ပညာမရှိသေးဘူးဆိုပညာ။ဆိုလိုတာပညာလောကီနဲ့ပတ်သက်လာလို့ရှိရင်ပစ္စည်းဥစ္စာတွေမရရအောင်ကြိုးစားအထောက်အမယ်လုံလဝိရိယဆက်ရမယ်။ပညာတွေသင်ရမယ်။ စီပါဥစ္စာဒုတက်ကြောင့်ဖြစ်တဲ့ပညာတွေကိုသင်ကြားစီးပူးအထောက်တာအတ္တတမပဏိတိပဲဖြစ်တယ်ဗော။အဲ့ဒီအတ္တတမပဏိတိဖြစ်မှအောင်မြင်ကြည့်ပါ။လူလောကမှာ ကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေဂုံတူးပွဲတူးတွေရလို့စီစဉ်ဥစ္စာတွေဒုတက်နေတဲ့ပုဂ္ဂိုလ်တွေဟာအတ္တတမပဏိတိလို့ဆိုတဲ့ဒီအချက်ပြည့်စုံနေတဲ့ပုဂ္ဂိုလ်တွေလို့ဆိုလို့သူရဲ့အခြေခံကြတာတော့အတိတ်ဘဝတော့ကသူကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့အတွက်ကြောင့် လူစင်မိတဲ့ပုံကိုဖြစ်လာခဲ့တယ်ပေါ့အဲ့ဒါကတော့အရေးကြီးဆုံးသို့တော့လူစင်မိုံနဲ့ဖြစ်သလားဆိုမရှိဘူးမဖြစ်ဘူးအဓိကပါတော့အတ္တသမပနိအေးတချို့ညာလဲကောင်းတယ်လူကလည်းပဲကြားမာတယ်ဒါပေမဲ့ပြင့်နေမကြိုးစားဘူးနော်ချိန်ကြလည်းဖိတ်ဆိုင်ထိုင်နေချိန်ဖြုံးနေစီးပွားရှာမှာပြင်းနေအလောလောမှာပြင်းနေဘဲတော့မှမကြည့်ပါဘူးလေ နော်ကြည်ပွားတုတ်တဲ့မှုဆိုတာမရနိုင်အချင်းရှိသည်မြမျက်စိဖွင့်နားဆွင့်ပြီးတော့ပညာလဲရှာတဲ့အလုပ်လဲစ조사တဲ့ဆိုတဲ့ပုံကိုယ်တွေဟာထိတ်တန်းကိုရောက်လာစာရီမြ мян ဖတ်တယ်ပညာရီမြ мян ရအောင်စီးပူအထုတ်တယ်အဲ့ဓာတွေအလုံးဟာအတ္တသမပဏိတိတွေကြီးပဲဒီထဲမှာအတ္တသမပဏိတိရှိပြီဆိုရင်ကြံတဲ့အရာတွေကတည်ငြိမ်မှုရှိတယ်အတ္တသမပဏိတိကတော့အမြဲတမ်းလှုပ်ရှားနေရမယ့်အရာပဲဖြစ်တယ်ပေါ့ သူလှုပ်ရှားမှကျန်တာတွေကအသက်ဝင်လောက်အတ္တသမပဏိတိမလှုပ်ရှားလို့ရှင်ဘလောက်ပဲတင့်တော်တဲ့နေရာနေနေငပြင်းဟာငပြင်းပဲနော်ဘယ်လိုပဲလူတော်လူကောင်းတွေပေါင်းပြီးဘလောက်ပဲဆုံးမဆုံးမငပြင်းဟာငပြင်းပဲအတ္တသမပဏိတိမရှိရင်တော့ခြိပွားတုတ်တက်မှုမရှိနိုင်ဘူးသူဟာ အချက်ပဲအခရာပဲမန္တိုင်ပဲလို့ဒီလိုပြောလို့ရတယ်ပေါ့နော်အေးအဲ့ဒါလေးနဲ့ပတ်သက်ပြီး လူလောကမှာစီးပွားရှာတာတွတ်တက်မှုတစ်ခုရခဲ့တာလေးပုံမြင်လို့ပဲသဘောထားချင်းထားတကယ်တစ်ချိန်တစ်ခါတော့လူလောကမှာဖြစ်ခဲ့တဲ့အရာလေးခဏခင်မှလည်းအဲ့ဒါမျိုးတွေအများကြီးရှိပါတယ်မတန်းတင်တာမတင်တာဒါပဲကွာနော်ဘုရားဘုရားဟောထားတဲ့ဇာတက စတိုရီတွေကဇာတကဝိထုဒေသနာတွေက မြတ်စွာဘုရားကပုံမြင်အနေနဲ့ဟောတာမဟုတ်ဘူးအတိတ်ဘဝတုန်းကသူကိုယ်တိုင်ကြုံခဲ့တဲ့ဘဝဇာလန်းလေးတခုကိုဟောပြတယ်အိန္ဒိယနိုင်ငံဗာရာဏသီမြို့မှာဒီတထေတူရှိတယ်အဲ့ဒီတထေကအိမ်တမအသိပညာရှိတယ်ထက်မြက်တယ်စီးပွားရှာတတ်တဲ့နေရာမှာလည်းပဲအကြံကောင်းဉာဏ်ကောင်းတွေတည်တယ်အဲ့ဒီတထေကတနေ့တော့သူကတထေတွေဟာ ဘရင်စီကိုအခါစားဝင်ကြရတယ်အဲ့ဒီခေတ်ကအခါစားဝင်သွားရင်လမ်းမှာသူဘာတွေ့တော့ဆိုရင်ကြွက်တေလေးတစ်ကောင်တွေ့တယ်ဟောကြွက်တေလေးတစ်ကောင်တွေ့တော့သူ့နောက်ကလိုက်လာတဲ့လူကိုပြောတာဟေးဒီကြွက်တေလေးရမယ်အသေးအဖွဲလေးပဲတကယ်ကိုစီးပွားရေးအမြင်ရှိတဲ့ကောင်တကောင်ဟာဒီကြွက်တေလေးကို အရင်နှိပ်ပြုတ်ပြီးတော့စီးပွားရှာလိုက်မယ်ဆိုရင်တထေးဖြစ်နိုင်တယ် သူကသူပြောသွားတာเนาะသူ့နောက်ကလူပြောတာဒီကြွက်သိလေးကိုစနစ်တကျအသုံးချပြီးတော့စီးပွားရေးမျက်စိရှိမယ်ဆိုရင်ဒါလေးကိုအရင်လောက်လိုက်တယ်အဲခုခေတ်တော့ကြွက်သေးတဲ့တန်ဖိုးရှိရတောင် အရင်မလုပ်ဘူးတော့ကလူတွေမမှုเนาะတလောက်လေးအဲကြွက်ကလေးတစ်ကောင်သေးနေတာလေးကိုသူကအရင်နှိပြုတ်ပြီးတော့စီးပွားရှာလိုက်မယ်ဆိုရင် အောင်မြင်ကြီးပွားသူဖြစ်နိုင်တယ်လို့ ပြောသွားတော့အမတ်တမဲလမ်းသွားရင်လူတယောက်ကကြားလိုက်တယ်ကြားလိုက်တော့ဟာသူဟာအောင်မြင်နေတဲ့တတိတယောက်ပဲမဟုတ်တာတော့မပြောတော့ဘူးငါစမ်းကြည့်မယ်ဆိုအကျွတ်သိလေးကောက်ယူသွားခုခေတ်တော့ဘာဗိုင်းရပ်စ်ညာဗိုင်းရပ်စ်တွေကြောက်ချင်းကြောက်နေမှာနော်ဘာပိုးညာပိုးတွေအဲ့ပဲကျွတ်သိလေးကောက်ယူသွားပြီးကြောင်မွေးတဲ့အိမ်ကြီးရောင်းလိုက်တယ် တပြားဖို့ရပြားတပြားလေးရငွေလေးတပြားရတယ်ဆိုတာဆိုအဲ့ဒီခေကငွေပေါ့နော်အဲ့ဒီရတဲ့ငွေလေးကိုသူကအဲ့ဒီရေအိုးလေးတစ်လုံးဝယ်ပြီးတော့ရေအိုးပေါ်ပေါ်လေးဝယ်ပြီးရေခတ်ယူသွားပြီမြို့တကားဘဝကနေသွားဆောင်ပန်းဥယျာဉ်တွေကနေပန်းပွင့်တွေပန်းမင်တွေပန်းတွေခူးပြီးတော့လာတဲ့ပန်းကုန်တွေတွေပေါ့မြို့ထဲမှာပန်းရောင်းကြမဲ့လူတွေ ပန်းနေခူးလာကြတဲ့လူတွေအဲ့သူတို့ကိုအမောပြေရေတစ်ခွက်စီတိုက်တယ်ရေတောက်ပါအောင်ရေတောက်ပါအောင်တဲ့တော့ဟိုလူတွေကကျေးဇူးတင်တာရေလေးတစ်ခွက်တောက်တောက်ပြီးတဲ့ကပန်းလေးတဆုပ်တဆုပ်သူပေးသွားအဲ့ဒီပန်းလေးကိုသူဈေးသွားရောင်းလိုက်ဝေတကြရခေါနကြွက်ကလေးနဲ့ရေဝဲရေရေအိုးလုတ်လိုက်ရေအိုးလုတ်ပြီးသူကခေါနကပန်းခူးလာတဲ့လူတွေတိုက် နောက်ရကြတော့ဘယ်ထိလိုက်သွားတော့ဆိုအဲ့ဒီပန်းခူးတဲ့ပန်းဥယျာဉ်ထီအောင်လိုက်သွားတယ်သူကလိုက်ပြီးတော့အမောပြေရေးတိုက်တယ်ထညက်ခဲလေးကျွေးတယ်သူခေကသေးစားပေါ့နော်ခြေဆုတင်တဲ့ဟိုလူတွေကပန်းကြုံတစ်ချုံကိုတော်လောက်ပဲခွင်ကျန်တာကဲမင်းပါမင်းခူးယူတော့ဆိုပေးထားခူးတယ်ပန်းတွေအကုန်လုံးအများကြီးရပန်းတွေအများကြီးရတော့အဲ့ဒီပန်းတွေကိုဈေးပို့လိုက်တယ် ငွေရှိကြရသွားပြစုတယ်သူကနောက်ရဲ့အဲ့ငွေတွေပွဲပြန်တယ်ထញ្ញက်ခဲတို့ရေတို့စီမံပြီးတော့ဘာလုပ်လဲလို့ဆိုအဲ့ဒီငွေလေးကနေပြီးတော့အရင်တီထားပြီးငွေရှာလိုက်တာငွေစုမိလာတဲ့အချိန်လေးမှာတနေ့ကျတော့လေကြီးမိုးကြီးကြာ အခုလဲယွန်နုဆိုတာလာလဲဦးမယ်နော်လေကြီးမိုးကြီးကြာလေကြီးမိုးကြီးကြာလာတဲ့အခါကျဘုရင်ဥယျင်ထဲမှာတစ်ပင်နေတစ်ကိုင်းနေကျိုးနော်လေကြီးမိုးကြီးကြာတစ်ကိုင်းနေကျိုးတော့သူကစောစောသွားဥယျင်မှုကခေါင်းခေါင်းကိုက်နေဒါတွေဘယ်လိုလုပ်ရှင်းရမှာမသိဘူးဥယျင်ထဲကတစ်ကိုင်းကျိုးတွေဘာတွေရှင်းနေတယ်ပေါ့သူရှင်းနေတော့ သူ့ကိုဒီတိတ်ကိုင်းနေပေးမလားပေးရင်သူရှင်းမမယ်လို့ဆိုတယ်အဲ့လူကအမခအေးအဲ့ဒီမှာကလေးတွေလူငယ်တွေကစားဝိုင်းရှိကစားဝိုင်းသွားပြီးတော့ထင်းရက်နဲ့ရေနဲ့တိုက်ပြီးတော့လာကြပါငါကြီးတို့လှုပ်အားပေးကြတယ်မှာဥယျာဉ်ထဲကတိတ်ကိုင်းတွေဆွတ်ထုတ်မှာဆိုကလေးတွေခေါ်ပြီးတော့တိတ်ကိုင်းတွေအကုန်ဆွတ်ထုတ်ဆွတ်ထုတ်ပြီးအပြင်ဘက်မှာပုံထားတယ်အဲ့ဒီလိုပုံထားတဲ့အချိန်မှာ အိုးဖုတ်မဲ့လူတွေကအိုးဖုတ်ဖို့ရထင်းရှားကြထင်းရှားကြတဲ့အခါကျတော့အဲ့ဒီထင်းကိုလာဝယ်လာဝယ်တော့ငွေ16ကျပ်ရလိုက်တယ်သူကအိုးက၅လုံးလက်ဆောင်ပေးသွားသေးတယ်ဟောအဲ့ဒါနဲ့သူဟာပတ်စံလေးတော်တော်စုမိသွားတဲ့အခါကျမိတ်ဆွေဖွဲ့တယ်ကုံလန်းကကုံသေးတွေကုံလန်းမှအလုံးလုံးတယ်ကုံလန်းကလာမဲ့ကုံသေးတွေနဲ့ပတ်သက်ပြီးတော့ တာဝန်ခံအလုံးလုံးတဲ့ပုံကိုယ်တွေရေလန်းကလာတဲ့ကုံတွေတွေနဲ့ပတ်သက်ပြီးဆက်သွယ်ပြီးအလုံးလုံးတဲ့ပုံကိုယ်တွေနဲ့မိတ်ဆွေဖွဲ့မိတ်ဆွေဖွဲ့ပြီးသူတို့စီကသတင်းရအောင်သူကယူတယ်ထညက်ဒီထညက်လေးကျွင်းရေလေးတိုက်နဲ့မိတ်ဆွေဖွဲ့ခုခေတ်ဆိုရင်တော့ကော်ဖီပေါ့နော်ဒါသူခေတ်နဲ့သူတိုက်တာခုခေတ်လွယ်ပါတယ်ကော်ဖီတိုက်လိုက်ပေါ့အင်းကော်ဖီတွေမကဘူးလေတိုက်ကြမှာပဲခုခေတ်ကတော့ အရေဟူသမျအကုန်လုံးတိုက်မိတ်ဆွေဖြစ်အောင်အဲ့ဒီမှာကုန်းလန်းကမိတ်ဆွေတငယ်ချင်းကသူ့ကိုသတင်းပေးတယ်။နှစ်ပြင်အကြရင်နဲ့မြင်း900ရောက်လိုက်မယ်။ကုန်းတဲ့ရောင်းဝယ်လုံးမဲ့မြင်းနေ900မြင်းကုန်းတွေရောက်လိုက်မယ်ဆို။ဟာအဲ့ဒါနဲ့သူကပြည့်ရိတ်တဲ့လူတွေစီသွားပြီးတော့ထညက်နဲ့ ရေနဲ့ပေးတဲ့အခါကျတော့ဟိုလူတွေကသူ့ကိုမျက်တထုံးစီတထုံးစီပေးသွားပေးသွားပြီသူကဘာပြောတော့ဆိုရင် ခမားတို့တဲ့ဟိုတခုကတိပေးပါကျုပ်ကိုကျုပ်ရဲ့ဂျေစုတရားနဲ့ခမားတို့ကတိတခုပေးပါကျုပ်စီမှာဟိုမျက်ရိပ်တဲ့လူက900ဆိုတော့မျက်ထုံး900သူရလိုက်တယ်သူ့အိမ်ကိုပို့ပေးကြတယ်အဲ့တော့ကျုပ်မယောင်းမချင်းခမားတို့မယောင်းပါနဲ့ ုလူတွေကမသိသေးဘူးမြင်းနေလာပဲဆိုတော့ဟိုလူတွေကသတင်းမရအောင်သူကသတင်းရထားပြီအဲ့တော့မြင်းကုံတွေတွေမြင်းနေနဲ့လာကြပြီဆိုတဲ့အခါကျတော့မြင်းစာရှာလိုက်ဝင်သူကမှမရအောင်မရောင်းတဲ့အခါကျတော့သူ့အိမ်ကလာမြထုံးကရအရင်ကြောင်းဟောပတ်စံနေရလိုက်ပြန်ပြီသူကမြထုံးနေရောင်းပြီပတ်စံနေရအဲ့ဒီလိုနဲ့ပတ်စံနေဟာစုမိလာဝေထောင်ချီပြီးတော့စုမိလာတဲ့အခါကျတော့ သူကလူဆိုတာဂုံတိတ်ခါရှိရှိလှုပ်တက်ဖို့ကလိုလာလိုလာတော့ရထားတစင်းကိုငားတယ်သူကငားပြီးတထေးကြိုက်ဖမ်းရအောင်မှာပေါ့လူထင်ကြီးအောင်ငားပြီးတဲ့အခါကျဝေရှိကြတဲ့ရထားတစင်းငားငားပြီးဒီကိုယောင်းကိုဝဲလစ်တင်မောတွေဆိုက်တဲ့စိတ်ကံတင်မောစိတ်ကံကိုတွားပြီးတော့စခန်းချတယ် အဲ့မာနောက်ကလူတွေဘာတွေငားပြီးတော့သူ့ရဲ့ပီးတွေဘာတွေငားမှာပေါ့သူဆေးတွေဘာတွေငားငားပြီးအဲ့ဒီမှာနေနေပြီးတော့ခုနကရေလမ်းမှာအလုံးလုံးတဲ့လူကသူ့ကိုသတင်းပေးတယ်မကြခင်တင်မောတွေဆိုက်တော့မယ်နိုင်ငံသားလာမဲ့တင်မောတွေဆိုက်လိုက်မယ်ဆိုသူကအဲ့ဒီမှာအဲ့ဒီအလုံးလုံးတဲ့လူတွေကိုသွားပြီးတော့ခဏအပေါင်နဲ့ယူလာတဲ့လက်စွပ်တခွင်းကိုပေးပြီးတော့ ဒီတင်းမောပေါ်ပါတဲ့ကုန်ပစ္စည်းတွေဟာသူကလွဲလို့ဘယ်သူမှမရောက်မှန်းနဲ့ဆိုတဲ့ဂတိဂတိတောင်းထားပြီးသူကစရံရိုက်ပလိုက်တယ်အဝေးကြီးကျန်တဲ့လူတွေကတင်းမောရောက်မယ်ဆိုတာသတင်းမရသေးဘူးသူကရပြီရပြီစရံရိုက်ထားလိုက်တယ်စရံရိုက်ထားပြီးတော့သူကအဲ့ဒီမှာစခန်းချပြီးတထေးကြိုက်ဖမ်းတယ်အေးတင်းမောလည်းဆိုင်လာရောကုန်တွေရေရှိုးရှိုးရှိုးလာကြလာတဲ့အခါကျတော့ သင်္ဘောကုံတွေကိုလူကျင်ကြတယ်။အေးမရဘူးဆရာပေးထားတယ်။အားလုံးဒီလူစီမှာအကုန်လုံးဆရာပေးထားဆို။အဲ့တော့သူစီသွားလက်ထိုးကြပြန်။တယောက်ကို ကုံတွေတရာကတယောက်ကိုတစ်ထောင်တစ်ထောင်သူ့ကိုပေး။သူတို့လည်းမျှပါပေါ့။အဲ့တော့သူကမျှမယ်သူ့ကိုတစ်ထောင်ထောင်ပေးလိုက်။ကုံတွေတရာကနေတစ်ထောင်တစ်ထောင်ပေးသွားပြီ။သူကနေပြီးတော့ကုံတွေကို ူခွင့်ပြုချက်နဲ့ယူခွင့်ပေးလိုက်တဲ့အခါတစ်ခါထပ်ပြီးတော့သူ့ကိုပေးသွားကြပြန်တယ်နောက်ထပ်တစ်ထောင်စီအဲ့ဒါနဲ့သူဟာငွေတသိန်းစုမိသွားတယ်ဟောသိန်းချီပြီးတော့ငွေတွေရသွားအဲ့ဒီမှာသူကယေရှုတည်တတ်လေးလအတွင်းမှာငွေသိန်းချီရသွားကျွတ်တင်လေးကနေစပြီးသူတပြားမှမရှိဘူးနော်ဘုရားတပြားမှရှိတဲ့ဟာမဟုတ်ဘူး ကျွတ်သေးလေးကနေအရင်တည်ပြီးတော့ဆိုးလိုက်တာငွေသိမ့်ချီရတဲ့အခါကျတော့အဲ့ဒီငွေတဲကခွဲပြီးတော့ခုနတထေးစီသွားတယ်တထေးသွားပြီးတော့တထေးမင်းရဲ့ဂျေစုပါကျွန်တော်ဟာအခုငွေဘလောက်အများရပါပြီဆိုတော့တော့ပေးပေးတဲ့အခါကျတထေးကအော်ဒီလူတဲတဲတော်တဲ့လူပဲဆိုပြီးတော့ သူ့အိမ်မှာအရွယ်ရောက်တဲ့သမီးနဲ့ပေးစားပြီးတထေးသမက်တောင်ဖြစ်သွားတယ်သူအဲ့ဒါလို့ဖြစ်သွားတာနော်အဲ့ဒါဘာဖြစ်လို့လို့ဆိုအတ္တသမပဏိတိပဲလေအတ္တသမပဏိတိလौတက်ကိန်းတဲ့အမြင်ရှိတဲ့ပုဂ္ဂိုလ်အဲ့ဒါလို့စူးစမ်းသွားလိုက်တာ အောင်မြင်ကြီးပွားသွားတယ်ဆိုတာသုလတိတိဇတ်ဒီတိုင်းပဲရှင်းနေဟောကြားထားတာရှိတယ်တကယ်လက်တွေ့နော် အောင်မြင်ကြီးပွားခဲ့ဘူးတယ်ဆိုတာဒီစာရကစရိကလာတဲ့ပုံဝဋ္ထုလေးကိုမြတ်စွာဘုရားကဘာဟောတော့ဆိုဒီဝဋ္ထုကြောင်းအပကေနပိမေတာဝီပါပတေနဝိသကနောအတိညာရှိတဲ့ပုဂ္ဂိုလ်ဟာတဲ့အရင်ဒီဥစ္စာနည်းနည်းလေးနော်ရင်းနှီးတဲ့ငွေလေးကနည်းနည်းလေးအဲ့ဒီနည်းနည်းလေးရင်းနှီးပြီးတော့ကိုယ့်ကိုချီးပွားတိုးတက်လာအောင် လုပ်တယ်တဲ့ မိခဲသေးသေးလေးကိုလောင်စာတွေထည့်ပြီးတော့မိတော့ကြည့်ဖြစ်အောင်လုပ်တယ်လို့ပဲသူ့ကိုသူကြည့်ပွားတော့အောင်လုပ်နိုင်တယ်အဲ့ဒါလို့လောက်တတ်ရမယ်လို့သူဟောတာနော်အဲ့ဒါလို့လောက်တတ်တယ်ဆိုတာမန်းလေးမြို့မှာလူငယ်တယောက်တွေ့ဘူးတယ်သူ့မိဘတွေကပဲခွဲဆက်မှာလောက်တာပဲခွဲဆက်လောက်တာအဲ့လူငယ်ကသူကအယောင်းဝယ်အန္တမဝါဒနာပါတာ ငငယ်လေးတွေကလေခုနပစ္စည်းလေးယူဒီနာအကျွေးယူပြီးဟိုရောက်အမြတ်ကလေးနဲ့လည်းရစုအကျွေးယူဟိုရောက်ခုနဒီနာကနေရွှေ့ရောက်တဲ့အယောင်းလေးနဲ့သူကငွေကျေးစုပြီးတော့တက်ကတူတက်တဲ့အခါသူပိုင် သူကိုပိုင်ကားစီးပြီးတော့တက်တယ်အဲ့ဒီကလေးမန္တလေးမြို့မှာရှိခဲ့ဘူးတယ်တကယ်ရှိခဲ့ဘူးတယ်သူ့နာမည်တွေပဲတော့မသိဘူးလူတော့တွေ့ဘူးတယ်သူကားလည်းစီးဘူးတယ် အဲ့ဒါသူ့ဘာသူစုဆောင်းပြီးတော့ဝယ်တယ်ကားတဲ့သူမိဘတွေကပြောမိဘတွေကဝယ်ပေးတာမဟုတ်ဘူးသူ့နာမည်တော့ဘာတော့မမှတ်မိတော့ဘူးသူဟာအိမ်တော်ရနာကပဲအဲ့တော့တကယ်ရှိခဲ့အဲ့လိုတော်တဲ့ပုံကိုယ်လေးတွေကိုကိုကြီးပွားတုတ်တဲ့အောင်လှုပ်သွားကြီးပွားတုတ်တဲ့အောင်လှုပ်တတ်အဲ့ဒီလိုမလှုပ်ခဲနဲ့လက်ဖေးဆိုင်ထိုင်လက်ဖေးရိုးတဲ့ကအရက်ကလေးငှဲ့တော့ရေလေးတော့မဟုတ်ဘူး ်တပိတ်ဦးတဲ့အခုကလပိတ်ဦးတဲ့မှာရင်နှွေးမရှိတော့ဘူးဓာတ်ပူတဲ့လည်းရင်နှွေးကမရှိတော့ဘူးဒီပြင်အရေးတွေရောက်ကုန်ပြီနဲ့သူအဲ့ဒါလို့နဲ့ဒီနေ့ကောင်အချိန်ပြုံးဘလုံးမွဲကြည်နဲ့ဆိုဘလုံးလုံးကြည်ပွားမှာတော့ကြည်ပွားနိုင်ဘူးအဲ့တော့လောကလူငယ်လူရယ်တွေမကြည်ပွားတာဟာအစိုးရပြစ်ချလို့လည်းမရဘူးဘသူမှပြစ်ချလို့မရဘူးအတ္တသမ္မာပဏိတိပြက်နေတယ်လို့ပဲပြောမှာပဲဖြစ်တယ်ပေါ့နော် ဘသူမပြုမိမိမှုဆိုတာကိုကိုစ조사มาပဲជីវွားတွေ့တယ်တခြားနိုင်ငံလူတွေဘာလို့ជីវွားတွေ့တယ်နေချက်조사ကြဒါ조사ကြအဲ့ဒီလူ조사မ조사တဲ့လူကဟိုလူအပြစ်တင်ဒီလူအပြစ်တင်လျှောက်တင်းနေမှာပဲနော်အဲ့ဒီလူအပြစ်မတင်မဲနဲ့ကိုကိုကို조사ရမယ်အတ္တသမပဏိတိရှိအောင်조사ရမယ်ဆိုတာလူတိုင်းလူတိုင်းမှတ်သားနိုင်ပြီအောင်မြင်ជីវွား14ပါးဆိုတာ တတိထားပြီးတော့調査အထုတ်လို့ရှင်ဒုရတွေဟာအောင်မြင်ကြီးပွားမှုကိုရနိုင်နေလောကီစီးပွားမှာသာအောင်မြင်ကြီးပွားမှာမဟုတ်ဘူးလောကုတ္တရာဘက်မှာလည်းပဲဒုရတွေတရားဓုတရားမြတ်ရကျင်လို့ရှင်ဒီအတိုင်းပဲလောက်ရမှာပဲဖြစ်တယ်ဘယ်ကိစ္စမှာပဲဖြစ်ဖြစ်မ調査ရင်ဘာတစ်ခုမှမရဘူး調査လို့ရှင်調査ကဖျားဖြစ်ဆိုတဲ့ဗမာစကားအတိုင်းပဲ調査လို့ရှင်အထွတ်ထိပ်ထီအောင် ရောက်နိုင်တယ်ဆိုတာကိုစီကိုစီမှတ်ပြီးတို့တွေအစွမ်းကုန်မြင့်ပြီးအတ္တသမပနိတိကိုကိုကိုကောင်းအောင်ပြုပြင်လို့အောင်မြင်ကြီးပွားဖို့အတွက်ကိုယ့်ပေါ်မှာမူတည်တယ်ကြိုးစားအထောက်ကြမယ်ဆိုတဲ့တဏိဌာန်ချပြီးမြတ်ဖရာရဲ့အဆုံးအမတိုင်းလိုက်နာ ကျင့်သုံးနိုင်ကြပါစေကုန်သတည်း มิดาปุยอาตัดเดวามยาสวาปียังกว่า ฉันตาจาวาสีตัดเดวามยาสวาปียังกว่า ฉันตาจาวาสีมิดาอีจังตงกตงกับฉัน ငြိမ်းချမ်းကြပါစေငြိမ်းချမ်းကြပါစေမေတ္တာရည်ချမ်းမေတ္တာရည်ချမ်းသုံးကဖြံသုံးကဖြံငြိမ်းချမ်းကြပါစေငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာသက်ရှိချမ်းသာစိတ်ချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေတို့ရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာသက်ရှိ စေချမ်းသာစေချမ်းသာတို့ရဆန္ဒပြေပါစေတို့ရဆန္ဒပြေပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေဒုသင်္ကမမနောတရတိတဗိတံပဝါယံဒုဒုက္ကန္တကမေတ္တာပုံနေဒုသင်္ကမစုပေါင်းဘုအမေတ္တတဟူရောင်မြူပဝင်းငွေလာမင်းနဲ့ရောင်ချင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့် သဗ္ဗေတံကျင့်မဲ့ဥဒုံလုံးစုံများစွာတတ္တဝါတို့ဤမနောတရတိမြင်မြဖြူစင် အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟူသော ရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထဝရအိမြကြည်သာတာယာပွင့်နှံချမ်းသာဒုက္ခတည်ဟူသောကုမုဒ္ဒရာဂျာပန်တို့သည်ဖုံးလန္တာဝန္တာရွှေမြူဝုံမုံလူလျေကြည်နူးပွဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ သူကံတကာလေအောင်လေးတဲ့ရောရှက်သင်ပြန်ပိတိဟုသောယနံတို့သည်ဘဝရန်တူကောင်းစွာမဲ့သွေးကြိုင်လိုက်၍နေကြပါစေကုန်တည်း။